အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်နောက်ဆုံး update သတင်းတွေအရဆိုရင်တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတွေဖြစ်လာပြီလို့ပြောလို့ရပါတယ်အဲ့ဒါကဘာလဲ လက်ရှိမှာဘလူတွေဖြစ်နေလဲအဲ့ဒါကလက်ရှိမှာလီဗာပူးရဲ့အပြောင်းရွှေ့သတင်းပါပဲလီဗာပူးအသင်းနဲ့ခုလက်ရှိမှာတည်ကြတဲ့အတိုင်းပဲသူတို့အနေနဲ့သူတို့ရဲ့အသင်းစီကနေပြမချာခင် Here we go တော့မယ်ဂျာရက်ခွန်ဆာရဲ့အပြောင်းရွှေ့အားလုံးတည်ပြီးသားဖြစ်လိမ့်မယ်ကျွန်တော်ပြောတဲ့အချိန်မှာဒါ Here we go we အောင်ဖြစ်ရင်ဖြစ်တယ်ကျွန်တော်တို့လက်ရှိမှာအပြင်ရောက်နေကြောင်ဒီဗီဒီယိုနည်းနည်းလေးစောစောတင်ထားကြောင်မို့ Here we go ဖြစ်သွားရင်တော့ဒီနေ့ဒီနေရာမှာခွင့်လွတ်ပါလို့ကျွန်တော်တောင်းဆိုချင်တယ်အဲ့တော့ဟာပါလီဗာပူးအသင်းနဲ့ခုလက်ရှိဒီအပြောင်းရွှေ့မှာဒါကျွန်တော်တို့တောက်လျှောက်ဒါကျွန်တော်စောစောစစီအလုပ်တွေလုပ်တယ်ခေါ်ချင်တဲ့ကစားသမားတွေမြန်မြန်ဆဆန်ခေါ်ပြီးပြီးအခုလက်ရှိမှာဒါဒုတိယမြောက်ကစားသမားတို့တရားဝင် official ချပြပြီးပြီး ်တတရမြောက်ကစားသမားကိုမကြခင်ခိုက်ပါတော့ဒါအကိဒါဟိုဂိုသမားလီတာထွက်ထွက်မယ်ဆိုတာတကယ်တမ်း၄ယောက်မြောက်ဂိုသမား၄ယောက်မြောက်ကစားသမားဖြစ်သားမှာအဲ့တော့ဘယ်လိုပြောလီဗာပူးတင်းနဲ့ခုလက်ရှိမှာအလုပ်တွေ share လုပ်နေတယ်လို့ပြောလို့ရအဲ့တော့လီဗာပူးတင်းနဲ့ခုလက်ရှိဒါကျွန်တော်တို့ ဂျရက်ခွန်ဇာရဲ့အပြောင်းရွှေ့တာဖြစ်သွားခဲ့မယ်ဆိုရင်တော့ဘာဒီဘလူဖြစ်သွားမလဲဆိုတဲ့မေးခွန်းကိုကျွန်တော်မေးရမယ်တဲ့မှာပါလာပြီလို့ကျွန်တော်အနေနဲ့မြင်နေ။အဲ့ဒါကဘာကိုဆိုလိုချင်တာလဲ။အဲ့တော့ဂျရက်ခွန်ဇာရဲ့အပြောင်းရွှေ့ကလက်ရှိမှာဖြစ်ဖို့အတွက်ရာဂိုင်းတို့များနေပြီ။ပြောင်းရွှေ့ကြည့်တဲ့လေဘဘူးတင်းကဒါယူရိုတန်း40ကိုမျိုးမြမြရမယ်တဲ့မှာပါတယ်။လေဘဘူးတင်းတို့ကဒီအပြောင်းရွှေ့ကတကယ်ကိုတော်တော်လေးကိုအဆင်ပြေစေချင်တဲ့ပြောင်းရွှေ့။အဲ့တော့လူတော်မြတ်ကအခုချိန်ထိဒါကျွန်တော်တို့အာဂါယီနဲ့ပတ်သက်ပြီးတော်တော်လေးကို positive sign တယ်လို့ပြောလို့ရတယ်။လေဘဘူးပြည်သက်တွေကိုတိုင်းကလက်ရှိမှာဒါ of course ဒါ ကစားသမားရောင်းလိုက်ပြီဆိုရင်ဒါမြန်မြန်ဆက်ဆက်ပြန်ဝယ်လို့ရပြီပဲမှန်တာဒါမှန်တယ်လောက်မယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်ဒါမနစ်ပေါ့ဒီနေ့မနက်မှကျွန်တော်ဒါနည်းနည်းလေး realize ဖြစ်သွားတဲ့အကျိုးစားကျွန်တော်လက်ရှိဒါတော့ရှောက်ဂိုင်းရောင်းပြောတော့ပြောနေတာဒါပေမဲ့ဂိုင်းကို transfer market မှာကြည့်ဖို့ဒါကျွန်တော်နည်းနည်းလေးလူသွားတဲ့တစ်ချက်ကလက်ရှိမှာ mark ဂိုင်းမှာစာချုပ်သက်တမ်းတစ်နှစ်ပဲကျန်တော့တယ် Liverpool အသင်းအနေနဲ့အခုလက်ရှိမှာဒီနေ့နွေရာဒီမှာခေါ်လို့ရနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိဆိုကျွန်တော်ဒီနေရာမှာနည်းနည်းလေးထပ်ပြီးတော့ထပ်ဆောင်ပြောချင်တယ်ဒါပေမဲ့နောက်ဆုံး update တက်လာတဲ့သတင်းတွေရဆိုအခုလက်ရှိမှာတည်ကြတယ်မှာစာချုပ်တက်တဲ့နှစ်လောက်ကြာရင်ပဲဒါအသင်းတွေကတစ်ဖက်က လိုအပ်တဲ့အနေထားတွေအများကြီးရှိရကြအောင်တို့အနေနဲ့ဓာကြီးကိုဈေးကင်ပြီးဒါကျွန်တော်အသင်းကြီးတွေကအသင်းငယ်တွေကဒါတို့တို့စာနဲ့တွေ့ရတယ်အဲ့တော့ဒါဘဘူးလဘဘူးလောပြောမှာဆို Brentford အသင်းနဲ့ခုလက်ရှိမှာစာရုပ်တက်တန်တစ်နှစ်ပဲကျန်နေဒါကျွန်တော်တို့အာ Brian Mbowe ကို Manchester United ကိုအသင်းကိုဈေးညှင်းနေတာတွေ့ရမယ်အခုလက်ရှိမှာဒါ Brian Mbowe ကိုထားပါစာရုပ်တက်တန်တစ်နှစ်မှာ +1 ဆိုတဲ့ဥစားကျန်နေသေးတဲ့အတွက်ကြောင့်မို့တို့အနေနဲ့ဒါဈေးညှင်းတယ်ဒါပေမဲ့ဂါကြီးရဲ့အပြောင်းအရွှေ့ကတော်တော်လေးကိုထင်တာအများကြီးအများကြီးလက်ရှိမှာ complicated ဖြစ်သွားနေတဲ့အကြောင်းအရာတခုရှိတယ်အဲ့ဒါကဘာလဲ Crystal Palace မှာအခုလက်ရှိမှာ Mark Guy ရဲ့စာရုပ် တတနှစ်ပဲကျန်တယ်တနှစ်ပဲကျန်တဲ့အချိန်မှာလက်ရှိမှာလီဗာပူးအသင်းဘက်ကရှင်းတယ်လီဗာပူးအသင်းကအခုလက်ရှိမှာခရစ်စတယ်ပဲလစ်ထရက်ဒါကျွန်တော်တို့ Jerry Kwanzai အပြောင်းရွှေ့ပြီးသွားမယ်ဆိုရင်တော့ Maguire ကိုကမ်းလှမ်းမှုတစ်ခုပြုလို့သွားမယ် ဒါပေမဲ့ဒီချိန်ပဲလို့မှာအခုလက်ရှိတာကျွန်တော်လစ်ဗာပူးအသင်းနဲ့ပတ်သက်ပြီးတီယာ1ဂျဲလစ်စ်တွေကိုဖတ်ရတဲ့လောက်ဆိုရင်တော့လစ်ဗာပူးအသင်းနဲ့မဂါရီတို့ကဒါကျွန်တော်နှစ်ချိန်သုံးချိန်ဒါကျွန်တော်၃၄ချိန်ပုံစံမျိုးလောက်တာတဲ့ဆိုင်လစ်ဗာပူးအသင်းနဲ့ခရစ်စတယ်ပေးလစ်ကိုမင်းကို1ချန့်စ်ပေးမယ်ဆိုတဲ့ပုံစံမျိုးသွားမယ်အဲ့ဒါကဘာကိုဆိုလိုချင်တာလဲလက်ရှိမှာဂါရီနေနဲ့အခုလက်ရှိစာချုပ်တက်တက်နှစ်ပဲကျန်တဲ့ကစားသမားတယောက်ဖြစ်တဲ့ကြောင့်မို့လာမယ့်6လမှာအကယ်၍သာအခုချိန်မှာခရစ်စတယ်ပေးလစ်ကမရောနိုင်ခဲ့ဘူးဆိုရင်တော့ plus 1လည်းမရှိတဲ့အတွက်ကြောင့်မို့တို့အနေနဲ့လစ်ဗာပူးအသင်းကအခုကတည်းကစကားပြောပြီးလာမယ့်6လလောက်ကျရင် င်ကစားသမားကိုတရားဝင်အလွတ် free နဲ့ကောက်ချုပ်ပလိုက်တဲ့အနေထားမှာရှိတယ်။အလွတ်မဘူးတိတဲ့ဒါကိုမလုပ်ရဲဘူးဆိုတာမဟုတ်ဘဲနဲ့လုတ်ကိုလုတ်သွားနိုင်တယ်ဆိုပြီးအခုလက်ရှိမှာဒါကျွန်တော်တို့ sources တွေအခုလက်ရှိမှာဖတ်မိရတယ်မှာပါ။အဲ့တော့ဒီနေရာမှာဒါဂါဟီဘက်ကလည်းအခုလက်ရှိမှာတောင်းဆိုစရာရှိတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အဲ့ဒါကဘာကိုဆိုလိုချင်တာလဲ။ Mike Gahi ဘက်ကအခုလက်ရှိမှာ Liverpool အသင်းမှာသူရောက်လာခဲ့မယ်ဆိုရင်သူ့အနေနဲ့ဒါ ပုံမှန်ကစားချိန်ရကျင်တယ်ဆိုတဲ့ promise ကို Liverpool တင်ဘက်ကိုတောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့တကယ်တော့ဒီနေရာမှာဒါဘလောက်ထိဖြစ်နိုင်လဲ။အဲ့တော့ဒီနေရာမှာကျွန်တော်တင်တာ Van Dijk ကတော့ကျွန်တော်တို့ ဘလို့မှနောက်မရောက်တော့ဂျိုကိုမက်စ်ကထားပါသူကန့်နေသူအဲ့တော့ဂါဟီရောက်လာခဲ့မယ်ဆိုစဉ်းစားကြာကဒါကူနာတီတယောက်ပဲလက်ရှိမှာဒါကျွန်တော်တို့စဉ်းစားကြရအများကြီးအများကြီးဒါတွေးကြရအများကြီးအများကြီးဖြစ်လာရပေါ့နော်အဲ့တော့လစ်ဗာပူးတင်းနေတဲ့ခုလက်ရှိမှာကူနာတီကစာချုပ်တစ်နှစ်ပဲကျန်နေโอเคဒါကူနာတီနေနေခုလက်ရှိမှာစာချုပ်တစ်နှစ်ပဲကျန်နေဟိုဘက်ကလည်းဒါကျွန်တော်တို့ဂါဟီနေနဲ့စာချုပ်တစ်နှစ်ပဲကျန်နေကစားသမားအဲ့တော့ကူနာတီကိုယ်တိုင်ကအခုလက်ရှိမှာတော်တော်မလုပ်တဲ့ပြဿနာတွေဖြစ်နေဒါကျွန်တော်နည်းနည်းနားလည်အောင်ပြောမှာဆိုကူနာတီကိုအခုလက်ရှိမှာဒါကျွန်တော်တို့လစ်ဗာပူးတင်းနေစာချုပ်တက်တန်တိုးဖို့တော့ပထမတော်တော်လေးကိုအခြေအနေတောင်းခဲ့တယ်ဒါလွန်ခဲ့တဲ့ဒါကျွန်တော်တလ လောက်ခရဲကကူနာတိတ်ကိုစာချုပ်တက်တန်းတိုးပြီးပြီလို့အကုန်လုံးကတွတ်ထားတဲ့အချိန်မှာမထင်မမြင်တဲ့ကူနာတိတ်ကိုဒါအလွတ်နဲ့ခေါ်ယူခြင်းနဲ့ကလပ်တစ်ခုပေါ်လာတယ်။အဲဒီကလပ်ကတီးကြတယ်မဲ့ဒါရှေ့တစ်ခေါက်ကအောင်လို့ဖြစ်ခဲ့တယ်လို့ပဲဒါကျွန်တော်တို့ အဲအာနုဖြစ်ခဲ့တယ်လို့ပဲဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ကနေပြီးတော့ကူနာတေးကိုအလိုရှိလာအဲ့တော့ကူနာတေးနေတဲ့ခုလက်ရှိမှာကျွန်တော်သိတော့သူလဲ plus 1မရှိဘူးစာချုပ်သက်တမ်းရာခုလက်ရှိမှာဒါ2026မှာကုန်မယ်အဲ့တော့ပြောတင်တာကလစ်ဗာပူးအသင်းကခုလက်ရှိမှာရီယယ်မက်ဒရစ်အာနုကိုချိုးမဲ့ချိုးနေတယ်ချိုးသွားတဲ့အကွက်ဒါကျွန်တော်တို့တစ်ချိန်လုံးကဒါကျွန်တော်တို့လက်ရှိမှာအဲအာနုကိုချိုးသွားတဲ့အကွက်ဒါကူနာတေးကိုခုလက်ရှိမှာချိုးတော့မဲ့အကွက်ကိုသူ့နေနဲ့ပြန်လဲပြီးလှုပ်လာခဲ့တယ်အဲ့တော့ လက်ရှိမှာကူနာတီနဲ့ပတ်သက်ပြီးလီဗာပူးတင်ကတော်လေးကိုပြတ်သားတာကိုတွေ့ရမယ်ကူနာတီကိုလက်ရှိဒီဂျားထဲမှာအယ်ဟီလေးကတရားဝင်စိတ်ဝင်စားပြီးတရားဝင်ကမ်းလှမ်းခဲ့တယ်ဆိုပြီးဒေးဗစ်အော့စတိုင်တစ်ခေါက်တင်ထားခဲ့တယ်ဒါပြင်လက်ရှိမှာရီယယ်မက်ဒရစ်ကတရားဝင်စိတ်ဝင်စားမှုတွေပြတ်သားခဲ့တယ်ဒါပြင်လက်ရှိမှာလီဗာပူးဘက်ကတအားပြတ်သားတာတစ်ခုအတွက်သူ့အနေနဲ့ဒီနှစ်မှာကူနာတီနဲ့ပတ်သက်ပြီးဘာမှဆွေးနွေးခြင်းမပြုဘဲနဲ့အကြိတ်ဖြစ်သွားမယ်ဆိုတာကူနာတီရဲ့စာချုပ်ကုန်ပြီးအလွတ်ဖြတ်သွားတဲ့ဆိုတာသူ့နဲ့လက်ခံသွားမယ်လို့သိရတယ်မှာပါအဲ့တော့လီဗာပူးကဒီနေရာမှာနည်းနည်းလေးတော့ခေါင်းမာတယ်လို့ကျွန်တော်အနေနဲ့မြင်ပေမဲ့လီဗာပူးလို့တာမှားလဲမှားမနေဘူးအဲ့တော့ကူနာတီဘက်ကအခုလက်ရှိမှာ အပေါ်စီးရရနေငါ့ကို real madrid ကစိတ်ဝင်စားနေတယ်ကွာငါတောင်းတဲ့လစာအတိုင်းပေးမလားဆိုတဲ့ပုံစံမျိုးအဲ့တော့ကူနာတီနေနဲ့ခုလက်ရှိမှာခြေစွမ်းရတော်တော်လေးကိုမဆိုးမိုက်တယ်လက်ခံလို့ရတယ်မှာဒါပေမဲ့ကူနာတီကောင်းနေတာနောက်က van dijk ကောင်းလို့ဆိုတဲ့ဥစ္စာကိုကျွန်တော်မင့်မရအဲ့တော့ကူနာတီနေနဲ့ခုလက်ရှိမှာသူ့နေနဲ့ upper hand ဆိုတဲ့ဥစ္စာကသူ့ပါစပ်ထဲမှာရှိပြီးတော့ငါ့ real madrid ကစိတ်ဝင်စားနေတယ်ကွာငါတောင်းတဲ့လစာအတိုင်းမင်းမပေးဘူးဆိုတော့မင်းကိုစားဆိုတော့ okay liverpool တင်းကရှင်းတယ် liverpool တင်းကအခုချိန်မှာပြန်ကန်လို့ရပြီ okay မင်းတော်ငါတို့ကမဂါယီကိုပြန်မင်းနေရာမှာအစားထိုးပြီးခေါ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့မင်းတနစ်တဲ့ကြတယ်မင်းထွက်တော့ဘယ်လိုပဲ ကျွန်တော်ခုမြန်မာပြည်မြန်မာပြည်မှာဟာတာကြောင့်ပြောရရှိတယ်လေဗါလေမင်းထက်နောက်လူဘူမိုက်ဆိုတဲ့စကားလုံးပုံစံမျိုးပဲပေါ့နော်အဲ့တော့ကုနာတိထွက်သွားရင်ဂါယီပွင့်မယ်တခါတည်းကွက်တိပုံစံမျိုးလောက်ထားပြီးသားအဲ့တော့လီဗာပူးဘက်ကပြောရမယ်ဆိုရင် အပဟန်ဂါယီကိုဒါအခုချိန်မှာလှုပ်သွားတာတခုလှုပ်ပြနိုင်မယ်ဆိုလီဗာပူးတင်းနဲ့အပဟန်ဖြစ်သွားနိုင်တယ်ဒါကိုကျွန်တော်အနေနဲ့မြင်ကြည့်တော့ဗျဒါပေမဲ့ကျွန်တော်တို့ဒီလိုမြင်နေဆိုမိုက်ကယ်အက်ဝတ်တို့ဒီလိုပုံမြင်မယ်ဆိုကျွန်တော်သိရမိုက်ကယ်အက်ဝတ်ဆိုတော့အပြောင်းရွှေ့ရဲ့လက်ရှိဂူရူတယောက်ကြီးဗျာစောက်ရမ်းတော်တဲ့ဘဲတပွေကျွန်တော်တို့မြင်နေဆိုသူမမြင်စေအဲ့တော့လက်ရှိမှာဒီပုံစံမျိုးကိုလီဗာပူးတင်းကကစားနေတယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တော့မကကြီးစာချုပ် ချုပ်တာမချုပ်တာဆိုတာကကျွန်တော်အမြင်ပဲကုနာတစ်ကူပါအော်တိုချင်းချောက်ပြီးသားဖြစ်တယ်။ Okay အခုချက်မှာဗျာကျွန်တော်ပုံမှန်လေးကမာဂါယီအနေနဲ့စာချုပ်တက်တန်ဒါပေမဲ့လက်ရှိမှာလီဗာပူးတင်းကနေပြီးတော့စာချုပ်တက်တန်တစ်ပဲကျန်တဲ့ကစားသမားကိုလီဗာပူးတင်းကဝယ်ချလိုက်ပြီးသားကုနာတစ်ပါဖြစ်သွားမယ်။ကုမာတစ်ပြပြီ။အဲ့တော့ငါဘာလီဗီယာမထုတ်ကိုသွားအောင်မလား။ငါအခုလက်ရှိလီဗာပူးမှာစတင်ရမှာဘာညာ။အဲ့တော့ဂါယီပြောတဲ့ promise နောက်ကစကားလုံးကြီးပို့ပြီးလင်းနေတယ်။ဂါယီအနေနဲ့အခုလက်ရှိမှာမာဂါယီအနေနဲ့အခုလက်ရှိမှာကျွန်တော်တို့ သူရဲ့ဒါ position သူတောင်းတယ်ကျွန်တော်အနေနဲ့ number 1ကစားသမားဖြစ်ချင်တယ်အခုလက်ရှိမှာဒါ of course FA fly ရထားတဲ့ကစားသမားအသင့်မို့ဆိုရင်သူတို့ FA ဖလားဟုတ်တယ်သူတို့ FA flyer ထားတဲ့တဲ့တဲ့ရဲ့ဒါကစားသမားတွေကသူ့နဲ့တောင်းဆိုပိုင်권ရှိတယ်အဲ့တော့ဂါယီဝါတာကျွန်တော်မမဲ့ရအပြောင်းရွှေ့ပိတ်ခံဒီမှာစပါးတင်းကပေါင်တန်း60ပြီးပြီးကန်လန့်ခဲ့တဲ့နေသားမှာရှိတယ်ဒါပေမဲ့ဂါယီအဲ့လောက်ကောင်းလာမြေကျွန်တော်နေနဲ့ကျွန်တော်တော့ အင်းပေါ့ဒါပေမဲ့မဆိုးဘူးဒါပေမဲ့စာချုပ်တတန်တစ်နှစ်ပဲကျန်တဲ့ကစားသမားကိုလီဗာပူးတင်းကတန်း60ပဲနီးမှပြောအဲ့တော့လီဗာပူးတင်းနဲ့ခွန်စာစီကနေယူရို35တန်းရမယ်အခုလက်ရှိမှာကစားသမားအယောက်ဘာညာလက်ရှိအကြောင်းမို့လီဗာပူးတင်းကျွန်တော်မြင်ကြည့်တာ ဂါယီအတွက်ဒီကြားထဲမှာ40နဲ့45တန်းသူကန့်လိုက်လိမ့်မယ်ခရစ်စတယ်ပေးလစ်ကအဲ့ဒါကိုညင်လီဗာပူးဆက်လို့တော့မှာပဲလီဗာပူးတင်းနေတာနောက်6လမှာဒီကစားသမားကိုဒါကျွန်တော်တို့အလွတ်နဲ့စဉ်းစားလိမ့်မယ်အဲ့ဒီချိန်ညရင်ဒါတစ်ဖက်ကကူနာတိတ်ကိုသာချင်းထောက်ပြီးသားတစ်ဖက်ကလီဗာပူးကဂါယီကိုသာအလွတ်နဲ့ခေါ်ယူနိုင်ဖို့အတွက်ဒါကျွန်တော်တရားဝင်လို့လုပ်လို့မရဘူးနော်ဘာလို့ဆိုတော့ကျွန်တော်တတိယလဒါဂါယီကိုပရီးမီးယားလိဂ်လပ်အနေနဲ့ဒါကျွန်တော်တို့တရားဝင်ဒါပေမဲ့ of course နောက်ကွယ်မှာလုပ်မှာလေဘယ်ကောင်တရားဝင်လို့အခုလက်ရှိအပြောင်းရွှေ့တဲ့ကောင်ကနောက်ကွယ်မှာရဖြစ်နေနော် ဂါရရဲ့အပြောင်းရွှေ့ကတကယ်ကိုကုနာတေးရဲ့အပြောင်းရွှေ့နဲ့တော်တော်လေးကိုချိတ်ဆက်နေပြီးတော့တော်တော်လေးကိုလှုပ်ခတ်သွားနိုင်တယ်အဲ့တော့ပြောချင်တာကုနာတေးအနေနဲ့အခုလက်ရှိမှာအေးမာဆာယုတ်တဒံမတူကရီယမ်ကထွက်ရတဲ့ကိစ္စမင်းနောက်နေ့ထွက်တဲ့အချိန်မှာဂါကြီးဝင်မယ်တိတ်ပြီးပူစရာမလိုโอเคကုနာတေးနဲ့ဆာယုတ်တဒံချုပ်မယ်ဆိုတော့โอเคဒါဂါကြီးကိုသူတို့ဘာဆက်လုပ်မလဲဆိုတဲ့ဥစ္စာမျိုးအဲ့တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကိုလီဗာပူးအသင်းရဲ့နောက်တန်းအပြောင်းရွှေ့ကပိုင်ဆိုင်နေလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါခုနကပြောလို့အပြောင်းရွှေ့ဆိုတာလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားတဲ့ဒါကြောက်ွက်ထိုးတဲ့ chess ပုံစံမျိုးကြောက်ွက်နဲ့ chess နဲ့တခြားကြည့်ပဲ check ကဟာဟိုဘက် ကတခါကျပြောချင်တာပြောတော့ကြားကွက်နဲ့ကျွန်တော်ပုံစံချက်ကားနဲ့ပုံစံမျိုးတူတယ်အတော်ဘာလဲအခုလက်ရှိမှာလီဗာပူးကအပါဟမ်မှာရှိတယ်ရုပ်ပြကြည့်မှာကစားသမားတွေအပါဟမ်မှာရှိတယ်ထင်ရမယ်လီဗာပူးကအပါဟမ်မှာရှိတယ်အခုလက်ရှိမှာမတ်ဂါရနောက်6လနေရင်ကျွန်တော်တို့လီဗာပူးအသင်းကိုပြောင်းမယ်လို့လိုက်ရင်ကူနာတေဘာဆာလုံးမယ်ဒါမျိုးတွေဖြစ်သွားတော့ကူနာတေအနေနဲ့ ခုလက်ရှိမှာငင်းစစိမ့်နဲ့အစာရုံတန်တိုးလိုက်မလားဘာလို့မလဲအဲ့ဒါတွေကိုကျွန်တော်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါ advertising မူတဲ့ငါကတော့ဘာမှတိုက်မကြသေးဘူး나ဝင်နေစနဲ့နပိုလီနဲ့ဆက်လက်ပြီးဆွေးနွေးဆက်ဖြစ်တယ်။လောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပအဝင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေမှာလည်း youth sport media 3.0ဆိုတဲ့ TV4U တဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကြောင့်ပဲဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့။ညံ့ညာကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးတွေ့ကြတာပေါ့ဒီပါဗျာ